အင်္ဂါနေ့ပွဲသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ14ရက်နေ့အတော်တွင်မှာရပိုင်권နေပြင်ရမယ်အခက်အခဲဖြေရှင်းနိုင်မယ်ကိုယ့်ရဲ့တွေးကိုကိုယ့်ရဲ့ဉာဏ်စီကိုယ့်ရဲ့ဆောင်ရွက်မှုကတော့သူများနဲ့မတူတဲ့ရှုတော့ကနေစဉ်းစားတာတွေးခေါ်တာဆောင်ရွက်တာဖြစ်ကိုယ်လမ်းကြောင်းနဲ့ကိုထိုးပေါက်ပြီးရှေ့တိုးတက်နိုင်တယ်တပတ်သူပေါ်မှာမိခုံစရာမလို့ အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပြင်းမဲ့ငွေကြေးကံကောင်းမဲ့ရပိုင်ခွင့်ပြန်လဲတောင်းဆိုနိုင်တယ်။လူမျိုးဝဲလူမျိုးသားများနဲ့ဓာတ်လုတ်ကင်မှုတွေကနေကောင်းသောကျိုးဆက်ကိုလည်းရနိုင်မယ်။ကာလတန်ကြာဆိုင်းငံ့ထားတဲ့အလုပ်တွေပြန်လဲစတင်ဆောင်ရွက်နိုင်လိမ့်မယ်။ဘဝကတိုးတက်တဲ့နေထားကြုံမဲ့ဖီဒီမီးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့ လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။ရှင်းရည်နေမှာ အရာရာအောင်မြင်မှုနဲ့တိုးတက်မှုကိုရမယ်။ဒီကိုယ့်ရည်နေမှာငွေကြေးကိစ္စနဲ့လုပ်ငန်းကိစ္စတွေမှာကိုယ်ဆောင်ရွက်သမျှထုံးပေါက်ခြင်းအစီအပြေခြင်းကိုကြုံမယ်။ဆယ်ရည်နေမှာ ရန်တက်ကနေကြတဲ့အတိုးတက်မှုကိုရှာရမယ်လူယုံဒုက္ခပေးတတ်တယ်ပြဿနာဟောင်းတွေပြန်ဖြေရှင်းရမယ်စကားမတည်တဲ့သူတွေတွေ့တတ်တယ်စက်တည့်နေ့မှာပြဿနာနှမျိုးဖြေရှင်းနိုင်တယ်အခက်အခဲတွေကျော်လွှားနိုင်တယ်ခွင့်ရင်းနှမျိုးတပြိုင်တည်းတဲ့ချုံစက်နေ့နေ့မှာမူလစီစဉ်တာနဲ့လက်တွေကွာဟနေတယ်ဒါပေမဲ့အဲ့ဒီပေးလာတဲ့ခွင့်ရင်းတိုင်းစီစဉ်ပြီးရှေ့တို့လို့ရအစီအပြေမယ်စောင်းရထားမဲ့ကိစ္စတွေကိုရှေ့နောက်ပြောင်းပြန်လှည့်ပြီးလုပ်လိုက်အစီအပြေသွားတယ်ဆက်သောရနေ့မှာ တပားသူတို့ရဲ့နာယီကိစ္စတွေလိုက်လံကူညီပေးရတဲ့တဲ့နောက်အခက်ခဲတွေလိုက်ဖြေရှင်းပေးရတဲ့ကိုဆောင်ရပေးတာအောင်မြင်သွားနိုင်မယ်ဆယ်လေးရက်နေ့မှာတော့အပြောင်းရွှေ့ပြောင်းလဲနေကြတဲ့အကောင်းဆုံးကံတလန်းပေါ်မယ်ရတ္တန်တဲ့လူတွေကလုံးပြန်လဲဆက်ဆက်ဆင်ပြေမယ်ကောင်းသောသတင်းစကားကိုဒီကလအတွင်းကြသည့်ဂျုံတွေရရှိမှဖြစ်ပါတယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေတပတ်အတွင်းဆက်တိုက်ကြိုးပေးတယ်။မျက်လာကြာသာပရိတွေကိုဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကြိုးပေးတယ်။ အဖြူရောင်ပန်းဝင်းတို့ဘုရားကတ်လူပူဇော်ပြီးလောရဆုတောင်းဆုတောင်းပြေမယ်ကျေးဇူးတင်ပါတယ်